Facebook နဲ့ Messenger မှာ Active Now Payee ကိုတင်ပေးမယ်။ဒါတို့တင်က Facebook နဲ့ Messenger မှာ Active Now Pay ချင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါ။ Facebook မှာ Active Now Pay ဖို့အတွက် Facebook ထက်ကိုဝင်လိုက်ပါ။ဒီဒီမှာ line လေးရှိရနော်ဒီကောင်ကိုနှိပ်မယ်။ဒီမှာအပေါ်မှာ setting ရှိရဒီ setting ကိုနှိပ်မယ်။ setting ကိုနှိပ်ပြီးရင်ကျွန်တော်အောက်ကိုဆွဲသွားမယ်။အောက်ကိုဆွဲသွားမယ်။ ဒီမှာပဲ active signature ရှိရနော် account ကိုနှိပ်လိုက်မယ် active signature ကိုနှိပ်ပြီးရင်ကျွန်တော်ဒီမှာဒီ show one you are active ရှိရနော်ကျွန်တော်ဒီ account ကိုပိတ်လိုက်မယ်ဒီမှာ turn off ကိုနှိပ်လိုက်မယ်ဒီလိုလိုချင်ပြီးကိုက Facebook သုံးနေတဲ့အချိန် active now မပြတော့ပါဘူးဒီများစီမှာ active now မပေါ်တော့ပါဘူး okay အဲ့လိုပဲ messenger မှာလည်းပိတ်ရမှာဖြစ်ပါတယ် Messenger မှာပိတ်ဖို့အတွက် Messenger application တက်ကိုဝင်လိုက်ပါကျွန်တော်ဒီမှာ line လေး၃ခုရှိရနော်ဒီကောင်ကိုနေမယ်ဒီကောင်ကိုနေပြီးရင်ကျွန်တော် setting လေးရှိရနော်ဒီ setting ကိုနေမယ် setting ကိုနေပြီးရင်ကျွန်တော်ဒီမှာ active signature နော် account ရှိရဒီကောင်ကိုနေမယ်ဟုတ်ဒီကောင်ကိုနေပြီးရင် show one you are active ရှိရဒီကောင်ကို ပြန်နေလိုက်မယ်အခုကျွန်တော်ဒီမှာ until i change it ဆိုတဲ့ဟာကိုတော့မဆိုရင်တော့ကိုကိုက active နောက်ကိုပြန်သူများတွေမြင်စေချင်တဲ့ဆိုရင် ပြန်ပြောင်းလို့ရတယ်နော် ဘယ်တင်က41ဟာဝလုံးမဆိုရင်တန်တနိုင်ที่သူကအတက်နောက်မပြတော့ပါဘူးဒီမြောက်စီမှာအတက်နောက်မပေါ်တော့ပါဘူးအဲ့ဟာဝလုံးမဆိုရင်8နိုင်ที่ဒီမြောက်စီမှာအတက်နောက်မပေါ်တော့ပါဘူးเนาะအဲအကြောင်းကျွန်တော် until i change it လုံးမဆိုရင်တော့တိန်ကိုတိုင်းပဲအတက်နောက်ကိုပြန်ဖွင့်ချင်တယ်ဆိုရင်ဖွင့်လို့ရတယ်နော်အဲကြောင့်ကျွန်တော်က attack until i change is ဆိုတဲ့ဟာကိုနေလိုက်မယ်ပြီးရင် pulse ဆိုတဲ့ဟာကိုနေလိုက်မယ် ဒီလိုရှာပြီးသူကဒီမှာပိတ်သွားမယ်နော်ဒီအတိတ်နောက်ကိုပြဖွင့်ချင်တယ်ဆိုရင်ဒီလိုပုံစံနဲ့ကိုကဖွင့်လို့ရတယ်နော်အဲ့လိုဖွင့်မယ်ဆိုရင်အတိတ်နောက်ပြန်မြင်ရမယ်ပိတ်မယ်ဆိုရင်တော့ဒီလိုပုံစံနဲ့ဒီမှာပိတ်လို့ရတယ်ဒီလိုပိတ်ချင်ရပြီးဒီများတွေကတင်အတိတ်နောက်နေတဲ့အချိန်မြင်ရမှာမဟုတ်ပါဘူးဟုတ်ပါတယ်ဒါက Facebook နဲ့ Messenger မှာအတက်နောက်ပိနေဖြစ်ပါတယ်